မကြခင်ဖြိုချပြက်စီးလိုက်ရတော့မယ်ကြောက်စင်မျိုးတမိုင်းဝင်ကြောက်တတာကြီးမလ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့ငလေးကြောင့်ကြောက်စင်မျိုးကြောက်တတာဇေဒီတရှိရာကြောက်တုံးကြီးဟာလေ35ဒီဂရီခန့်တင်းဆောင်သွားခဲ့ပါတယ်ဒီလိုတင်းဆောင်မှုကြောင့်ပြိုချပြက်စီးသွားမယ့်အနေရရှိတာမို့ကြောက်တုံးကြီးအောက်ခြေရှိလူနေအိမ်များကိုယာယီစွန့်ခွာတင်းဆောင်ခိုင်းတာပြီးကြောက်တုံးကြီးကိုမိုင်းခွဲဖို့ပြင်ဆင်နေပါပြီ။ ကျောက်စင်မျိုးရဲ့ကျောက်တတကြီးနဲ့ဇေဒီတို့ဟာစိတ်ဝင်စားပွဲရာတနာရီဆန်ဆန်ရုံတန်းစကားများနဲ့ပြည့်နေနေသောသမိုင်းဝင်အမွေနေ့တစ်ခုဖြစ်ပါ යි ကျောက်တတဇေဒီဟာကျောက်စင်မျိုးမကြီးကြီးရဲ့အရှိမြောက်ဘက်ရွှေသာလျောင်းတောင်ပေါ်မှာတရှိနေပြီးတရင်ကျော်လာပြေးနေတိုင်းစီမီးတွေနဲ့ပူဇော်လိရှိကြပါ යි ဟိုးရခင်တို့ကနေသူနေသားတွေဟာပွဲလမ်းတပင်ရှိတဲ့အခါမျိုးမှာအဆိုပါကျောက်တတကြီးထံကနေရွှေငွေလက်ဝတ်ရတနာများကိုငှားရဝစ်စင်နိုင်ပြီးပွဲလမ်းတပင်ပြီးဆုံးတဲ့အခါ ကြောက်တတာကြီးတဲ့ကိုပြန်လည်ထားရှိရတယ်လို့ဆိုကြပါ යි အဆိုပါကြောက်တတာကြီးထဲမှာလက်ပြတ်တစ်ဖက်ရှိရဲ့လို့ဇလန်းတွင်ရှိပါ යි အချို့ကလည်းအဆိုပါလက်ပြတ်ဟာကြောက်တတာကြီးထဲကရွှေငွေယတနာများကိုရွာချောင်းသားလေးကမြင်သွားပြီးလိုချင်တက်မတ်စိတ်ကြောင့်ယူမိလိုက်ရာကြောက်တတာကြီးပြန်ပိတ်သွားကရွာချောင်းသားလက်တစ်ဖက်ပြတ်ကျန်ခဲ့တယ်လို့ဆိုကြပါ යි အချို့ကလည်းအင်္ဂလိပ်ခေတုံးကကာနေတယောက်ကြောက်တတာကြီးထဲကယတနာတွေကိုနှိုက်ယူရင်းလက်တစ်ဖက်ပြတ်ကျန်ခဲ့တာလို့ဆိုကြသလို့ ဆရာကြီးမင်းတိန်ခါနဲ့မနုဆာရီဝိတုထဲမှာတော့မပုတ်မတိုးအောင်စီးစိန်ထားရဲ့အလှပြင်းမှလည်းမနုဆာရီရဲ့လက်တဖက်ရှိရဲ့လို့ဆိုထားပါ යි ကင်းနာဆယ်ရီမင်းဝင်တောင်ရိုးရှောင်းမှာမင်းဝင်တောင်ထိပ်မှာရှိတဲ့တော့ကိုရှုကကြောက်တတာကြီးကိုဖွင့်နိုင်လိမ့်မယ်ဆိုတော့တပောင်လိုလိုစကားလေးရှိပါသေးတယ်။ကြောက်တတာကြီးကိုမိုင်းခွဲလိုက်တဲ့အခါရွှေငွေရတနာတွေပဲလွင့်စင်ထွက်လာမလား။လက်ပြတစ်ဖက်ပဲထွက်ကြလာမလားမသိချပါပေမဲ့ တိတ်ချတာတခုကတော့ကြောက်စင်မျိုးတမိုင်းဝင်ကြောက်တတာကြီးကတော့အပီးတိုင်ပြောက်ွယ်သွားရတော့မယ်ဆိုတာပါပဲ။